အားလုံးပဲမင်္ဂလာပါဒီနေ့တော့အန်နာတို့ကဒီအန်နာတို့နေတဲ့မြို့မှာပေါ့နော်ဒေါက်တာဆဆာလာမယ်ဆိုလို့အန်နာကအမှတော်အမှပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်အခုတို့တို့ကပေါ့နော်အရန်ပုံငွေအတွက်ဆိုပြီးတော့မှဒီအစာအတောက်တွေလည်းရောင်းနေပြီးတော့ဒေါက်တာဆဆာနဲ့မိကွန်းနေအဲ့လိုမျိုးလာပြီးတွေ့ဆုံတဲ့ဟာတွေလည်းတို့လုံးမှာပေါ့နော်ဆိုအဲ့နော်လေအာဒေါက်တာဆဆာတခါမတွေ့ဘူးဆိုတော့အပြင်းပါပေါ့နော်မတွေ့ဘူးဆိုတော့ဒီနေ့တော့သွားပြီးတော့တွေ့မယ်ဆိုပြီးမှပေါ့နော် သူရဲ့ဟောပြောချက်တွေသူရဲ့ပြောတဲ့စာတွေနားထောင်ချင်တော့ဘောနော်အဲ့ဒါတော့မှဖြစ်ပါတယ်ဆိုတော့အဲ့ဒါနဲ့တူတူလိုက်ကြည့်ပေးပါဦးနော် Hello guys my pookies today we're going to someone in the sasa my mom made this decoration for me ယ်အဲ့နာတော့အခုရောက်ပါပြီဆိုတော့ကဒီမှာရောက်ပြီကြာမယ်နော်အားတော့သူတို့ရဲ့ခမဆောင်ငှားထားတဲ့ဟာပေါ့နော်ဒီဟာကတော့ဒီမှာပါခမဆောင်ကြီးပါဒီထဲမှာဖြစ်ပါတယ်ကဲဒီမှာပါဒါတော့ဒါကတော့အဲနာလှုပ်ထားတာပါဒီမှာပါရှင်အဲ့ဒါလေးကိုသွားတက်မယ် ။ဟာလေးယူသွားမယ်။ Dun 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 down. It's so cold. Come on. ကဲဒီမှာပဲဖြစ်ပါတယ်။မမရေဝင်တယ်နော်။ကဲဒီဟာပါပဲရှင်။ခုတော့ရောက်ပြီပေါ့နော်ဒီမှာ။ခုအဲ့နာဒီမှာ။ဒီမှာတက်မှာပါ။ ဒါပေါ့နော်ဒီမှာအဲ့ဒါအခုကတ်မယ်ဒီမှာဒီနားလေးမှာကတ်မယ်ဆိုတော့မသူတို့ထားတဲ့နေရာမအားဟာငါငါရအမ်မတ်တက်တက် အခုကတော့အဲ့နာတော့ဒါကတ်လို့ပြီးပြီဆိုတော့အထဲထဲမှာအစာအတော့တွေသွားကျင်မယ်ပေါ့နော်။ကိုကြိုက်တာလေးတွေတွေ့ရင်လည်းဝယ်စားမယ်ပေါ့နော်။အားပေးပါမယ်ဒီမှာသွားပြီးတော့ဒီအရတော့သူကအထဲထဲမှာပေါ့နော်ခမ်းမဆောင်ဖြစ်ပါတယ်ဒီထဲမှာလုံးမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာခုံနေတော့အကုန်လုံးသူတို့စီထားပြီးပြီ ဒီနေ့သူတို့လောက်တဲ့ပွဲရကြတော့သူတို့ကမနက်ပေါ့နော်မနက်7:00နာရီနေပြီးမှညနေပေါ့နော်အာညနေအာ7:00နာရီ9:00နာရီအဲ့လိုမျိုးသူတို့တတ်မှတ်ထားတာပေါ့နော်အစားတောက်တရားတော့မနက်7:00နာရီနေ့ဆရောင်းနေပေါ့နော်။ဒါပေမဲ့ဒေါက်တာဆဆလာမာကတော့ညနေ6:00နာရီမှရောက်မှာပေါ့နော်။ဆိုတော့အဲ့နာအခုဒါကတော့မနက်ပိုင်းလာတာပေါ့နော်။မနက်ပိုင်းလာပြီးတော့မှအဲ့ဒီခုန decoration ကို decoration တော့မဟုတ်အစားတောင်းကိုလာကပ်ပေးတာပေါ့နော် decoration ကတော့တို့ဒီမှာဒီခမကိုငားကလေးရတို့ကအကုန်လုံးလုပ်ပေးပြီးသားဖြစ်တာပေါ့နော်အဲဒီစာရန်လေးပဲမရှိလို့ဆိုပြီးမှအနာလုပ်ပေးတာပါ ဆိုတော့ဒီဘက်မှာတော့ဒါဒီမှာဒီဘေးဖက်ပပလဲမှာဆိုလို့ရှင်တော့တို့အစာအတော့တွေပေါ့နော်အခုရောင်းနေကြတာပေါ့နော်ဒီမှာအခုလာစားတဲ့လူတွေလည်းရှိတယ်ဝယ်စားနေတော့မယ်ပေါ့နော်ဒီအားတော့တို့ကဒါမောလကောက်ကြော်ပေါ့နော်မောလကောက်ကြော်နဲ့အကြော်စုံတွေပေါ့နော်အကြော်စုံတွေကတော့လောလောဆယ်ကုံနေတဲ့အနောက်မှာတော့တို့ထက်ကြော်နေတယ်ပေါ့နော် ါတော့အပြင်ဖက်မှာပါဒါတော့မုန်လင်ပြားပါရှင်မုန်လင်ပြားသူတို့လုံနေတာဖြစ်တယ်ဒီမှာကတော့မုန်လင်ပြားဆိုရင်တော့အရန်ကြိုက်ကြတယ်ဒီဖက်ချမ်းကတော့ဒါတွေကတော့တော့အစုံတုံးတေးပေါ့နော်ပြီးရင်သူတို့ဒီမှာတခြားလည်းအများကြီးရှိသေးတာပေါ့နော်အဲ့နာတို့လာတာက နေ့လေတနားနေ့နှစ်နာရီလောက်ဖြစ်နေတော့လေ အာဘယ်လိုပြောမလဲပစ္စည်းကကုန်နေတဲ့အချိန်မျိုးနဲ့ဖြစ်နေတာပေါ့နော်တချို့အစားတောက်တရာသူတို့အနောက်မှာညနေစာတော့ကိုသူတို့ကပြင်ပြင်ဆင်နေတာပေါ့နော်ဒါကဒမ်ဒမ်ပေါက်ချက်တာနော်အော်တော့ချမင်းနဲ့အတွဲလိုက်လာတာနော်ဒါက no sink cup ဆိုရင်ရောင်းတဲ့လူပဲအကောင်းလေတော့ကုလုံးကောင်းတယ်ပြောတာဟုတ်လားဒါကောင်းနေလားမဒါကောင်းနေတယ်ဟုတ်တယ်ဒါဆိုကောင်းနေတယ်ရွှေသမီးရွှေသမီးရစီသမီးတော့ဖြစ်တယ် ်လာတဲ့ပြည်သားချင်းနဲ့အော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဗီတာမင်ပါဘာအဲမှာအယောင်ပြောင်းနေတာဒါတော့မောလောက်ကောက်ကြောင်းမောလောက်ကောက်ကြောင်းပါထတီရှူအောက်ကြွားရယ်လောက်မော်တော်တော့ဒိတ်တော့လို့မဟုတ်ဟာလဲမော်တော်တော့ ဟုတ်ကြ။တမနားမလဲဘူး။တမဝါလူမျိုး။ဟုတ်လား။ Sorry ။ Thank you ဟုတ်တယ်။ဟုတ်ကြ။တမဟာဟုတ်ကြ။ဟုတ်ကြ။ကျေးဇူးပါနော်။ အခုတော့အန်နာတို့ကမနက်ကအိမ်တစ်ခေါက်ပြန်ပြီးတော့အခုညနေပိုင်းမှာတစ်ခေါက်ပြန်လာတာပေါ့နော်ဆိုတော့ဒီဒေါက်တာဆဆလာမှာဆိုတော့အန်နာတို့ကဒီရိုးရော်ဝတ်စုံလေးတွေဝတ်ပါဆိုတော့အန်နာဒီမှာထမိန်တွေပါပြန်လဲပြီးတော့မှအခုညနေမှာပြန်လာတာဖြစ်ပါတယ်အခုကတော့ဒီမှာလူတွေလည်းတဖြည်းဖြည်းနဲ့ရောက်လာကြရေပေါ့နော်အဲဒီမှာတချင်းတိုက်ဆရာရှိတဲ့လူတွေလည်းတိုက်ကြတယ်အကတိုက်ဆရာရှိတဲ့လူတွေလည်းတကားတွေတိုက်ကြတာပေါ့နော်အခုတော့ဒီမှာလူတွေကတဖွဲဖွဲနဲ့ရောက်လာပါပြီ အခုတော့ဒီမှာဒေါက်တာဆဆာလာရေပေါ့နော်။အမဒီအပေါဝနဲ့သွားထွက်ပြီးမှကြိုးကြရပေါ့နော်ဒီမှာပါ။ကဲဒီမှာအခုတော့ဒီမှာဒေါက်တာဆဆာဝင်လာပါပြီအဲ့နာရောတော့ဒီနားမှာပေါ့နော်ဘာလို့ဆိုဒီမှာအမျိုးသားတွေအမဒီကအမလည်းလူကြီးပိုင်းတွေကသွားပြီးကြိုးတယ်ဆိုတော့အဲ့နာရောလည်းအနာအောင်မသွားဘဲနဲ့ဒီနားမှာပဲရက်ဆောင်ပြီးတော့ကြည်ပါတယ်

ကဲအခုတော့ဒေါက်တာဆဆာလေးဝင်သွားပါပြီ။သွားတော့အခုလောလောဆယ်မှာဒီမှာပေါ့နော်တနေကုန်ပင်ပင်ပန်းပန်းနေပေါ့နော်။ဒီအရာအတွက်ထမင်းဟင်းချက်ပြီးတော့မှဈေးရောက်ပေးတဲ့သူတွေကိုသူကလေးစားဂုဏ်ပြုသွားအဖြစ်နဲ့သူကအရင်ဆုံးလိုက်နှုတ်ဆက်နေတာဖြစ်တာပေါ့နော်။ဒီမှာဒီကပါဝင်တဲ့လူတွေဆိုလို့ရှိရင်လည်းသူတို့ကမနှက်ကလေးရနေပြီ။အခုညနေအထိပဲဆိုတော့တနေကုန်ပဲတအားလေးပင်ပန်းကြရတယ်လေနော်။အဲ့ဒါကိုဒီမှာ ဒေါက်တာဆဆာအရင်ဆုံးလိုက်ပြီးတော့မှအရောက်တိုင်းကို လိုက်နှုတ်ဆက်တာပေါ့နော်လိုက်နှုတ်ဆက်တယ်ဂျေဆုတင်စကားသူကပြောတာပေါ့နော် ိုင်းတို့ကဖို့အတွက်တို့ဒီမှာလှပြီးမှလေ့ကျင့်နေတာပါ။ Okay ဒီမှာနော်အခုတော့ဒေါက်တာဆဆာအထဲကိုဝင်သွားပါပြီ။ဟာလော Okay ဒီနေ့တော့အခုတော့အနာပြတ်မယ်ပေါ့နော်။အဒီနေ့ကတော့မထင်မှတ်ပဲနဲ့ဒေါက်တာဆဆာတခြားတနေရာမှာလေသူတို့ကအဲ့ဒီမှာကနည်းနည်းနောက်ကျသွားတယ်ဆိုတော့ဒီဒီမှာလာတာအရင်နောက်ကျသွားတာပေါ့နော် နောက်ကြတော့ဆိုအန်နာကတော့အဆုံးထိမနေနိုင်တော့ဘူးအခုဒီအာဒေါက်တာဆဆာလာပြီဆိုတော့သူတို့အထဲမှာတော့ခုနေရရှိပြီးတော့မှသူတို့ဟောပြောပွဲတွေပါတယ်လုံမှာပေါ့နော်သမီးလေးကလည်းလည်းကြီးကြနေတယ်ဆိုတော့လေအဲ့ဒါကြောင့်မလို့ခုပြန်ပါတော့မင်းဘာပဲဖြစ်ဖြစ်အာဒီလိုမျိုးဟိုလေးစားရတဲ့ပုံကိုယ်တွေပေါ့နော်တကယ်အပြစ်မှာ တွေ့ရတဲ့အတွက်လည်းအယံဝမ်းသာတယ်ဂုံယူတယ်ပေါ့နော်ဆိုတော့ဒီခုတော့ဒီမှာအဲ့နာပြန်တော့မယ်ဟိုမှာထားခဲ့တော့မယ် ဗီဒီယိုလေးကိုတော့ဒီနေရာမှာပဲအဆုံးသတ်လိုက်မယ်နော်ကြည့်ပေးတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်ဘိုင်ဘိုင်